Hello အားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ဒီ Athletic Lorry Winch ပဲပြောတဲ့ ਉ နာနာနဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းတွေအကုန်လုံးကိုကျွန်တော်ပြောကြည့်အောင်ပါ။လာစာကိစ္စတွေပါကျွန်တော်အနေနဲ့ပေါ့နော်ပါလာတာဖြစ်တဲ့အတွက်ပြည်သက်တွေအတွက်တော့ဒါမချင်မခန့်ကျင်စရာပေါ့လေ။ဒါပေမဲ့เนาะဒီပြောကြည့်အောင်ပါ။ဆိုတော့ဒီ Lorry ပြောထားတဲ့သတင်းက Andre Unana ကပြီးခဲ့တဲ့ဒီကာလာပိုင်းတိုးအတွင်းမှာ agent သူ့ရဲ့ပေါ့နော်ကျွန်တော်တို့ဒါ agent အပြောင်းလဲလှုပ်ထားတယ်ပေါ့။အဲ့ဒီတဲကရည်ရွယ်ချက်တစ်ခုက စာချုပ်တစ်ညှိနှိုင်းဆွေးနွေးဖို့ဖြစ်တယ်ဗောနော်စာချုပ်တစ်ညှိနှိုင်းဆွေးနွေးဖို့ဖြစ်တယ်လက်ရှိစာချုပ်ပါအချက်လက်တွေတဲမှာချန်ပီယံလိဝင်ခွင့်မရခဲ့ဘူးဆိုရင်ယူနိုက်တက်ကချန်ပီယံလိဝင်ခွင့်မရခဲ့ဘူးဆိုရင်အသင်းသားတွေအကုန်လုံးက25ရာခိုင်နှုန်းထိ လာစာရှော့ယူရမယ်အချက်လက်ပါဝင်နေတယ်ပေါ့ဒါပေမဲ့အဲ့ဒီအချက်တွေကိုတယောက်ချင်းပြန်ပြီးတော့ဆွေးနွေးညှိနှိုင်းနိုင်နေပေါ့နော်ဒါပေမဲ့လို့အူနာနာရဲ့ဘက်ကတော့အမန်ချက်စတာယူနိုက်တက်ကချန်ပီယံစ်လိဝင်ခွင့်ရမှာပဲဆိုပြီးတော့မျှော်လင့်ထားတဲ့အတွက်ပေါ့ဗျာလာစာရှော့ယူရမယ်အချက်ကသူ့အတွက်တော်တော်ကိုအံ့အားသင့်စရာ ဖြစ်ခဲ့တာပေါ့မင်းနော်ဒန်အက်ရှဝဲနဲ့လည်းအဲ့ဒီကိစ္စတွေကိုအမှန်ကန်ဆိုသလိုအူနာနာကစကားတွေပါတွေပြောခဲ့တာအဲနော်ငါတို့ကချန်ပီယံစ်လိဝင်ခွင့်ရဖို့ရှိရလေဘာကိစ္စလာစာရှော့ယူရမလဲဆိုတဲ့ပုံစံမျိုးဖြစ်မှာပေါ့ဗျာ ဆိုတော့စဉ်းစားကြည့်ရရင်ဒါအသင်းဘက်ကတွေးကြည့်ရင် fail ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ okay ငါတို့ဒီမင်းတို့ကိုတလောက်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 နော်လစာတွေပြီးထားတယ်အသင်းကို Champions League ဝင်ခွင့်ရအောင်လုပ်အကယ်လို့ဝင်ခွင့်မရဘူးဆိုလို့ရှိရင်မင်းတို့လောက်ခလာစာတွေက25ရာခိုင်နှုန်း short ယူရမယ်အဲ့တော့ဒါမျိုးတွေကျွန်တော်တို့အနေနဲ့ဒါစာချုပ်ထဲမှာဟိုသဘောတူညီမှုရထားပြီးသားဒါကြောင့်လည်းဒီကောင်တွေစာချုပ်ချုပ်ခဲ့တာလေသဘောတူညီမှုဒါမရှိရင်စာချုပ်ကချုပ်เสียအကြောင်းမရှိဘူး ။ဒီကောင်ရောက်စတော့ကတော့အသင်းက Champions League ဝင်ခွင့်ရတယ်ပေါ့လေ။နော်ဦးနနာအနေနဲ့ဒါ Eric Ten Hag ရဲ့ဒုတိယမြောက်ရာသီကိုသူ့အကြောင်းပဲ Champions League ကနေကျွန်တော်ထွက်လိုက်ရတာလေ။ဆိုတော့အဲ့ယုံကတော့ तू ကတော့နော်ငါတို့ Champions League ရတာပဲ AC ပဲပေါ့။အခုဒုတိယမြောက်ရာသီလည်းရောက်လာရောဒီမှာ Agent တွေပါလေအပြောင်းလဲလုပ်ပြီးတော့အာဘာလို့ဒီလိုဒီလိုဖြစ်ရတာလဲဆိုတဲ့ပုံစံမျိုးတော့လာစာ short မယူခြင်းနဲ့အတွက်ကြောင့်နော်25ရာခိုင်နှုန်းမယူခြင်းနဲ့အတွက်ကြောင့်သူကအေဂျင့်အပြောင်းလဲလုပ်လိုက်တဲ့ပုံစံမျိုးပဲဒါအပြင်အသင်းမှာကကျွန်တော်ရှိတယ် အဲ့ဒီပေါ့နော်အကယ်လို့ Champions League ဝင်ခွင့်မရလို့25ရာခိုင်နှုန်းရှော့ယူရမယ်ဆိုရင်တော့မှပေါ့နော်အဲ့ဒီအချက်ကိုအတင်းသားတယောက်ချင်းစီတိုင်းကပြန်ပြီးတော့ညှိနှိုင်းနိုင်တယ်ပြောချင်တာကတော့ okay နော်ငါတို့အတင်းကတော့ Champions League ဝင်ခွင့်ကတော့မရခဲ့ဘူးမင်းတို့က25ရာခိုင်နှုန်းလည်းရှော့တော့မယ်ဒါပေမဲ့ကွာငါကတော့ဒီအတင်းမှာဒီလောက်ဒီလောက်ဆွမ်းဆောင်ရင်းကောင်းနေပြထားတာဝင်ခွင့်မရတာကအတင်းလိုက်နဲ့ငါတယောက်ထဲနေမှာမဆိုင်တာငါတော့ကြည့်ရမလားဟိုမလျှော့ခံရတင်ဘူးဆိုပြီးတော့ညှိနှိုင်းဆွေးနွေးနိုင်လို့အချိန်ကြီးကောင်းနေဆိုလို့ရှင်တော့ ဒါဟိုမလျှော့ခံရဘူးပေါ့လေ Champions League ဝင်ခွင့်မရလဲပဲဒါပေမဲ့လို့ဒါဟာ Andre Onana ဘက်ကကြည့်ရင်ဒီကောက်မှာအဲ့လိုမျိုးမြင့်ညှိနှိုင်းဆွေးနွေးစရာမင်းအကြောင်းနေရှိမနေဘူး Andre Onana အနေနဲ့ Champions League ဝင်ခွင့်မရဘူးဆိုရင်တော့မှာဒီကောက်မှာအသင်းရဲ့ top 10 performer တွေထဲမှာပါလာပြောရလို့ရှိရင်အသင်းမှာခြေသွင်းပြတဲ့ကစားမ10ယောက်ကိုထုတ်ကြည့်လိုက်ဗျာ Okay စပြောအသင်းမှာဟိုခြေသွင်းပြတဲ့နော်စွမ်းဆောင်ကြီးကောင်းပြတဲ့ကစားမ2ယောက်ကိုတရားဒီလိုနေထားနဲ့ထုတ်ကြည့်လိုက် Onana ပါသလားမပါဘူး top 5ထဲမှာရောကျွန်တော်တို့အနေနဲ့ပေါ့နော် android ဦးနှနာပါသလားမပါဘူး top 6 top 7 9 10เนาะမင်းအကပွဲထွက်လူစဉ်17ယောက်ထဲမှာဗျာเนาะ top 10 performance performance ပြတဲ့ exam တွေကိုရွေးထွက်ရင်တော့မဒီကောင်ပါညီမပါမှာဆိုတော့ android ဦးနှနာအနေနဲ့အသင်းကတော့ champions league ဝင်ခွင့်မရဘူးဟေ့မင်းတို့က25ရာခိုင်နှုန်းလျှော့တော့မှာဒါပေမဲ့လည်းလို့ပေါ့နော်ဒီ25ရာခိုင်နှုန်းတော့ငါ့အကူတော့မလျှော့သင့်ဘူးကွာငါတော့ဒီလိုဒီလိုလောက်ထားတာပဲဆိုပြီးတော့ဒီကောက်မှာညီတိုင်းဆွေးနွေးပိုင်ခွင့်ရှိမနေဘူးမင်း performance ဘာမှမပြနိုင်တာ နော်လုံးဝဒီ stats တွေအရာ Manchester United သမိုင်းမှာမင်းကအဆိုးဝါးဆုံးဂိုးသမားပဲနော်ဒါအပြင်ဒီယာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ error တွေကနေတစ်ဆင့်ဂိုးပေးရတဲ့နေရာမှာမင်းဒီအများဆုံးပဲဆိုတော့အရာအလုံးကိုကျွန်တော်ဘလူပဲကြည့်ကြည့်ပြောင်းမြန်လန့်ကြည့်ကြည့်ခေါက်တွန်းလန့်ကြည့်ကြည့်သူဒီအဆိုးဆုံးအနေထားမှာကျွန်တော်ရှိနေတာဆွမ်းဆောင်ရေးကောင်းနေဆိုတာမျိုးကမင်း United အင်ဂျင်ဝက်ကလေးကမင်းကိုတခါမှမတွေ့ရသေးဘူး ဆိုတော့အန်ဒရယ်ဦးနန်းနာအနေနဲ့ပေါ့နော်လစာရှော့ယူရတဲ့ကိစ္စတွေကိုသူကအပြောင်းလဲလုပ်ဖို့အတွက်အေဂျင့်တစ်တင်ပါတယ်ငှားထားပြီးမြဲအဲ့ဒါတွေကိုဒီကောင်ဆွေးနွေးပိုင်ခွင့်ရှိမနေဘူးသူအလောက်တိအစဉ်ပြေးမနေဘူးဒါကြောင့်အသင်းအနေနဲ့ပေါ့နော်အန်ဒရယ်ဦးနန်းနာတို့ဘာတို့ကို Champions League တာဝင်ခွင့်မရရင်25ရာခိုင်နှုန်းကပြန်ဆွေးနွေးတာမရှိဘဲနဲ့ရှော့ကိုရှော့ချတင်တယ်နော်ရှော့ယုံနေမဟုတ်ဘူးအသင်းကနေပါလက်လှော့ရမှာ ဦးနှနာနဲ့ကျွန်တော်အချိန်ကြီးမကောင်းဘူး။ तू ကအဲ့ဒါကြောင့် तू ကအေဂျင့်နေပါဒီပါ तू ကပြောင်းလဲထားလိုက်သေးတာ။ United ကို Inter ကနေစပြောင်းလာတော့ကအေဂျင့်မဟုတ်တော့ဘူး။အခုကအင်းအဲ့လိုတော့ရှိတယ်ဆရာသမားကြီးနော်။ Melly Dan Ashwell မထွက်ခင်တုန်းက Ashwell နဲ့တောင်မှအဲ့ဒီကိစ္စတွေစကားပြောနေလိုက်သေးတယ်။ဟင်။ချင်းကြီးကမဟန်မှုဆရာသမားကတော့နော်။အင်းဆက်ပြီးတော့ကျွန်တော်ပြောရရင် United ဘက်ကတော့ဂိုးသမားနေရအပြောင်းအရွှေကအခုချိန်ထိเนาะကျွန်တော်တို့သာဦးစားပေးအစီအစဉ်နေထဲမှာမပါသေးဘူးပေါ့တိုက်စစ်မှုစစ်စစ်ကိုခေါ်ယူဖို့ဒီဦးစားပေးဖြစ်ပြီးတော့ နောက်ထပ်တိုက်စစ်ကစားသမားတဦးဒါအပြင်တွာနာနေရိုးနဲ့ပတ်တန်းနေပါလိဖြစ်မှာဗောနော်တိုက်စစ်မှုစစ်စစ်ရဲ့နောက်ထပ်တိုက်စစ်ကစားမားတယောက်ရဲ့ကွင်းလေကစားသမားတယောက်ရဲ့ ਨੇ ဝင်းဘက်စ်တီကဦးစားပေးဗောဆိုတော့ဂူသမားနေရာဒီဘလောက်ဖဲတိုင်ပတ်နေနေဗောနော်အတင်ဘက်ကဦးစားပေးငါတို့တော့ဟေးဂူသမားတော့မဖြစ်မနေပြောင်းပါမယ်ဟေးဆိုတော့အချိန်ဒီမှာမစင်စားသေးဘူးအဲ့အချိန်ဒီတိုက်စစ်မှုစစ်စစ်နေရိုးနဲ့ပတ်တန်းကျွန်တော်တို့တယောက်ပြီးလို့ရှိရင် win backs player တယောက်နဲ့ကွင်းလေကစားမတယောက်ဆိုပြီးတော့ AD ၄နေရာကို ျွန်တော်တို့ကဦးစားပေးပြီးတော့အယောင်းဝယ်ဒီဝယ်သွားမှာเนาะအားဖြည့်သွားမှာအဲ့ဒါပြီးမှဂူသမားနေရာကိုသူတို့အနေနဲ့ပေါ့နော်ဒါဒီအပြောင်းလဲလုပ်ဖို့အားဖြည့်ဖို့စဉ်းစားထားတယ်ပေါ့ဗျာဒါပေမဲ့လည်းလို့ပေါ့နော်အတင်းတွက်အရေးပါတဲ့အချိန်ဒီမှာ အမားတွေများလာတဲ့အချိန်ဒီကြောင့်ပေါ့နော်အန်ဒရယ်ဦးနန်းနာအပေါ်မှာယုံကြည်မှုနှဲပါလာပြီးတော့ရူဘင်အမ်မိုရင်ကလည်း ကစားသမားကိုဘယ်တော့ကျွန်တော်တို့အနေနဲ့ဒီပရိုဂရမ်နဲ့ဘောလုံးနဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်ကြီးကနေခဏအနားယူဖို့အတွက်ခွင့်ပြုပေးထားတဲ့နောက်အသင်းနဲ့သက်ဆိုင်တဲ့သတင်းရင်းပြည်တွေရဆိုလို့ရှင်နှစ်ဦးနှစ်ဖက်မှလမ်းကွဲဖို့စဉ်းစားနိုင်ကြလေရှိလာတယ်ပေါ့အဲ့လိုလှုပ်ဆန်းပါအောက်တယ်မလားနော်အဲ့လိုလှုပ်ဆန်းပါ United နဲ့နီးစပ်တဲ့သူတွေရဲ့ဘယ်တော့ဒီအမြင်တချို့ရဆိုလို့ရှင်ဦးနနာကလိုင်ယွန်နဲ့ပထမအကြော့မှာလဲမာတစ်ပြောစကားတွေကြောင့်အာယုံနောက်သွားပြီးတော့ဘယ်တော့ဒီဘယ်လိုပြောမလို့ သူကသူအကောင်းဆုံး performance မပြနိုင်တော့တာစိတ်တည်ငြိမ်အောင်မထားနိုင်တော့တာဆိုပြီးတော့ယူဆနေကြတယ်ပေါ့။ Unana ရဲ့ legacy book value ကလည်း26.3တန်းဖြစ်တယ်ပေါ့နော်။ဆိုတော့ဟိုဘယ်လိုပြောမလို့ဘယ်လိုရောင်းချမှုမျိုးမျိုးဆိုလက်ရှိပမာဏတည်းပို့ပြီးတော့เนาะကျွန်တော်သာဟိုဘူရမေပေါ့ဗျာမရခဲ့ဘူးဆိုလို့ရှင် United ရဲ့ဘန်နာရေးဆိုင်ရာကျွန်တော်သာအရှုံးဖြစ်နိုင်မှုများတယ်ပေါ့ Unana ကိုပြန်ရောင်းရင်ကျွန်တော်အမျက်ရစရာအကြောင်းကိုမရှိဘူး။တန်း90နဲ့ဝယ်ခဲ့တာဒီချိန်မှာတန်း90ဘယ်သူမှပြီးမှာမဟုတ်ဘူးတန်း40ဘယ်သူမှပြီးမှာမဟုတ်ဘူးတန်း30ဘယ်သူမှပြီးမှာမဟုတ်ဘူး တန်း20ဝန်းကျင်တောင်မှ sorry ကလပ်ဒီလောက်ကပဲကျွန်တော်ပေးမှာကျွန်တော်အူနာနာနဲ့ပတ်သက်လို့အသင်းဘက်ကဒီပြန်ပြီးတော့ဗောနောပြောင်းလဲဖို့ကကျွန်တော်ကြိုးပမ်းမှာပါကျွန်တော်ပြောသလိုပဲတခုတော့ရှိတာဗောလေတိုက်စစ်ကစားမတွေမှားတယ်အားနေတယ်ဆိုလို့ချင်းဟာဟင်လောက်နဲ့ကျွန်တော်ပြီးသွားတာနောက်တန်းတို့ဂိုးသမားတို့မှားလို့ရှိရင်တော့ဂိုးရီပါရီနဲ့အဆုံးသက်တာဆိုတော့သူတို့ကတော့အမှားလို့ရင်ပို့ပြီးတော့ជីကြီးမမကျွန်တော်မြင်ကြတာဗောလေ ။ယခုတော့ရှိတာကဗျာအန်ဒရယ်ဦးနန္နာနဲ့ပတ်သက်လို့လေဒါမဟာရီယာပြောတာမဟုတ်ဘူး။စဉ်းစားကြည့်ဗျာကျွန်တော်ဦးနန္နာနောက်ဆုံး performance ပြခဲ့တဲ့အချိန်ဘယ်တော့ကလဲညီကလေးပြန်စဉ်းစားကြည့်။ကျွန်တော်မမမိဘူး။မမမိဘူးဗောနော်ဆိုတော့ပရိသတ်ဒီအမှန်ကန်ချီးကျူးခဲ့ကြတာဆိုလို့အဲကျွန်တော်လည်းဂျားထဲမှာမေ့နေတာလည်းဖြစ်ကောင်းဖြစ်မှာဗောလေ။အဲတော့ကျွန်တော်တို့ကိုပင်ဟေဂင်နဲ့ပြီးခဲ့တဲ့နှစ် Champions League အုပ်စုတို့တုန်းကကိုပင်ဟေဂင်နဲ့ပွဲတော့1-0နဲ့ကျွန်တော်အိမ်ခွင့်မှာနိုင်တဲ့ပွဲနောက်ဆုံး penalty ပေးရတာအဲ့မှာဘယ်သူ penalty save သွားတယ်အဲ့ဒါပဲ။ ကျန်တာကျွန်တော်ဘာမှမတွေးမိဘူး Android Unana နဲ့ပတ်သက်လို့ရှင်ဒီလားဆိုတော့ဟိုအမားတွေကတော့တန်းစီပြောပလိုက်လို့ရတယ်ဗျာမင်း SA တခုလို့ရေးချပလိုက်လို့ရတယ် Unana အမားတွေကိုเนาะကျွန်တော်တို့နေတယ်ဆိုတော့ပြောရရင် Android Unana နဲ့ပတ်သက်လို့ရှင်အတင်းဘက်ကတော့ကိုယ်သမားနေရာကဦးစားပေးဖြစ်ပေါ့เนาะကျွန်တော်တို့နေတဲ့ဒီအပြောင်းလဲလုပ်ဖို့မစင်းစားထားတာကတော့ဟိုနားလေတွေပေါ့เนาะဘာလို့လဲဆိုတော့ထားပါတော့ဗျာကျွန်တော်တို့ဒီခါတခြားနေရာတွေကိုကျွန်တော်ကြည့်ကြည့်လိုက်ရင်ဒီကိုဓာတ်လုံးနဲ့ကျွန်တော်ဆက်သွားမလားဝင်းဘက်အတိယူမလားဆိုဝင်းဘက်အတိယူမှာပဲ ဝင်းဘက်အစ်စ်ကိုယူမှာပဲကွင်းလယ်မှာလည်းဗျာအဲရစ်ဆင်တို့ကက်စမဲရိုတို့နဲ့ဆိုအဆင်မပြေဘူးဥဂါဒီတယောက်နဲ့လည်းအချင်းကြီးမကောင်းတဲ့နေသားမှာနောက်ထပ်ကွင်းလယ်ကစားမတယောက်ပျော်ပျော်ကြီးယူမှာပဲနေရိုနံပါတ်10ဆိုပူတောင်းမှလူသေးတယ်စထရိုက်ကာသူပြောမနေနဲ့တော့ဆိုအဲ့လိုနေရာတွေကိုဦးစားပေးဖြစ်ပေါ့နော်အသင်းဘက်ကပြင်ဆင်မှုကျူးပန်းတာတွေကတော့ဒါလက်ခံလို့ရတယ်အဲ့မဲ့လို့ပေါ့နော်ဂိုးသမားနေရာကလည်းဒီတိုင်းကြီးဗျာโอเคငါတို့ကတော့ဂျန်တဲ့နေရာလေးတွေအားဖြစ်ပြီးတော့ဦးနာနာနိုင်ပဲဆက်သွားလိုက်ပါမယ်ဆိုပြီးလုပ်လို့မရဘူးအန်ဒရယ်ဦးနာနာတဲ့ပူဆိုးတဲ့ဂိုးသမားတော့မရှိနိုင်ဘူးဗျာ ။ဦးနန္နာတို့ဘိုင်နာတို့တဲ့ပူဆူးတဲ့ဂူသမားတော့ဈေးကွက်ထဲမှာမရှိနိုင်ဘူး။တန်း30ပဲဖြစ်ဖြစ်15တန်းပဲဖြစ်ဖြစ်သိတယ်မလားနော်။မင်းအခုကောင်းတော့မခေါ်နဲ့။ဗါလဲ။မင်းဘဘ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 ဆောက်တန်းနဲ့တန်းဆင်းသွားပြီဖြစ်တဲ့ဒရမ်ဇီဦးတော့မခံနဲ့နော်။ HRM တော့မခေါ်နဲ့ဆရာသမားပြောချင်တာကမနော်။မရှိနိုင်ဘူးဗျာဒီကောင်းတွေထဲပူဆူးတဲ့ဂူသမားတော့။ဟုတ်တယ်မလား။အားဖြည့်ရမှာပဲဒါတော့လည်းကျွန်တော်တို့အနေနဲ့ဂူသမားနေရာကလည်းရက်တန်းလို့လည်းကျွန်တော်မရဘူးဆိုတော့ဟိုညီကူတို့အနေနဲ့ရောဂူလက်ရှိကျွန်တော်တို့ဒီဦးနနာနေရာစားထုတ်ဖို့ဆိုလို့ချင်းဘယ်ဂူသမားကိုညီကူတို့ကအမြင်ချင်းအကြုံဖြစ်ကြလဲ ဆိုဒါကလေးနဲ့ဒါဒီကတော့လက်ရှိဒီ Athletic ကနေပြီးတော့ပေါ်ပြလာတဲ့ Andre Onana နဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းတွေပေါ့လေဒီထဲမှာညီကတို့เนาะဒါပြောစရာဆိုစရာဖြစ်သွားမယ်သတင်းတွေပါသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးပါသွားလိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့နောက်ထပ်သတင်းတွေမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်ချစ်ချူအားပေးတဲ့ညီကများတို့ကိုချစ်သီးများကြီးတို့ပါတယ်